အင်တအင်ကိုဖောက်ထွင်းနေတဲ့ဗီဒီယိုဖြစ်ပါတယ်တစ်ပင်ဟိုမြက်တို့လေခုတ်တဲ့အကြီးပါတယ်ပေါ့နော်အမှသာလူရှိရယ်ဆိုရင်တော့မတွဲဝင်စရာပဲရုပ်လည်းတီးကြပါပါတယ်အမှကြည့်ကြပါမိမပါအမတေရှာလေးပြောပြနေတဲ့အချိန်မှာဆိုင်ကခိုးတော့ပါဘောနော်အဲ့ချိန်မှာသူကမသိလိုက်ဘူးဘောနော်ဆိုင်ကခိုးလာတော့အခုကနေရောက်ပါဘောနော်အခုလဲမဲလို့တယောက်ရဲ့စပယ်အညက်ခံတဲ့တယောက်ရဲ့သူဘာလို့တော့ဘာမှမလုပ်နိုင်ဘူးဘောနော် ဆိုင်မှာပတ်စံကိုတိန်အလိန်ခံလဲရတယ်ပေါ့။ကလာပါရှင်ခလေး YouTube channel လေးရန်ကြိုဆိုလိုက်ပါရခလေးကုတစ်ဆက်ပေးမယ်ဘလိုလေးကတော့တခိုးတွေပေါ့နော်တခိုးတွေလူလိန်ကြီးရဲ့ CCTV မှာတန်းပေါ့နော်လူတွေရဲ့မျက်နှာကိုလည်းတိုက်ရိုက်မြင်ရတယ်ဒီဘလိုလေးတွေကိုတစ်ဆက်ပြသပြီးမှဖြစ်ပါရရှင်ဒီလိုမျိုးတခိုးတွေရလည်းနေရာတိုင်းလူလူမှာပေါ်နေရဖြစ်တဲ့အတွက်အခုချင်းရဲ့အမျိုးတွေလည်းကြိုတင်ပြင်ဆင်ကာကွယ်လို့ရအောင်ဒီလူတွေရဲ့ CCTV မှာတန်းလေးကိုလိုက်ပါကြည့်ရှုပေးဖို့လည်းဖိတ်ခေါ်လိုက်ပါရနော်နေပြီးတော့ ဥပဒေရီးမျိုးနဲ့ဒုက္ခဒီပါရက်ကွက်မှာအင်တအင်ကိုဖောက်ထွင်းနေတဲ့ဗီဒီယိုဖြစ်ပါတယ်။အမှကြည့်ကြပါ။အင်ရှင်နေမရှိတော့အအသေးအတန်ပေါ့နော်။အတင်းုံကလန်နေရဲ့ပုံဖြစ်ပါတယ်။လက်ထဲမှာလည်းအဲ့မှာဒီမတွေ့ရမလား။ဒီဗာလဲတစ်ပင်ဟိုမြက်တို့လေခုတ်တဲ့ပြပါတယ်ပေါ့နော်။ဆိုတော့ကအိမ်မှာကလူရှိရယ်ဆိုရင်တော့မတွေ့ဝင်စရာပဲ။ ရုပ်လည်းတီးကြပါပါတယ်အမှကြည့်ကြပါမိန်းမပါအဲ့ဒါတွေကိုအများပြည်သူများတတိထားလို့ရအောင်လို့တင်ပေးခြင်းဖြစ်ပါတယ်နေပြည်တော်မှာနေရတာမလုံခြုံတော့ပါဘူးဒီလိုမျိုးလူတွေကအဲအိမ်တိုင်းအိမ်တိုင်းလိုလိုမှာပေါ့နော်လူလူမရှိရဘဲခီးသွားနေအိမ်တွေမှာဆိုလို့ရှိရင် ဖောက်ထွင်းမှုအတွက်ကို အစင်းစင်းစောင့်နေပါတယ်ပြီးတော့လက်ထဲမှာလည်းအဲ့လိုလက်နက်တွေကိုကင်ဆောင်လာပါတယ် အတင်းကိုထိုးကလပ်ပြီးဖွင့်နေရပါတော့မရလို့နောက်လှည့်ကြည့်လိုက် ဖွင့်လိုက်အဲအဲ့လိုမျိုးတွေလုပ်နေရပါတော့နေပြည်တော်ကအဲရဲများပုပ္ပတိကြီးမျိုးနယ်ရှိရဲများအားလုံးလည်းမြင်ပါစေရှင်ကျမတို့ပြည်သူတွေနေရတာမလုံခြုံတော့ပါဘူးဒီလိုမျိုးတွေအများကြီးဖြစ်နေပါတယ်ရဲများကလည်းအကူအညီတောင်းပါတယ်ရှင် CCTV ကိုလည်းပြီးွားလို့ရှင်နီးနားမှာရှိရဲ့ yes ခံအောင်ပဲဖြစ်ကျမဒါကိုလည်းပို့ပေးအောင်မှာပါရှင်တာဝန်ယူဆောင်ရွက်ပေးကြပါကျေးဇူးများတင်ပါတယ်ငယ်ရှိတို့ရေဒါဆိုရင်ညဆိုင်ဒီဆိုင်မှာဖြစ်သွားပါဘောเนาะ မှာဆိုင်ကနေလာတဲ့တယောက်ကလမ်းမကြီးအောင်ဆောင်းပြီးတော့ပေါ့နော်စပင်းရက်တဲ့ကောင်လေးကိုမေးရပါတော့။အဲ့ဒီမှာစပင်းရက်တဲ့ကောင်လေးကလည်းသူသေချာမကြားလို့ဆိုပြီးတော့သူ့စီကိုပေါ်ပြီးတော့မှအောင်မေးရတယ်လို့ပြောတာပေါ့နော်။အဲ့ဒီမှာစပင်းအငက်ခံတဲ့ကောင်လေးကထလာပြီးတော့သူ့ရဲ့ဟိုမှာဆိုင်ကမှာစော့တန်းလန်းနဲ့ထားထားတဲ့ဆိုင်ကိုပေါ့နော်ခိုးရပါတော့ မင်းရတဲ့သူကနန်းကိုသေချာလေးပြောပြနေတဲ့အချိန်မှာဆိုင်ကခိုးတော့ပါဘောနော်အဲ့ဒီမှာသူကမတိလိုက်ဘူးဘောနော်ဆိုင်ကခိုးလာတော့အခုကနေရောက်ပါတော့အခုလဲမဲလို့တရားရဲစပယ်အညက်ခံတဲ့တရားရဲဟောထွက်ပြေးသွားပါပြီနေအောင်လို့အဲကြောင့်ဒုရဟစေနာနဲ့မတည့်အောင်နော်ကြည့်ကြည့်အောင်ဆွေးဆိုင်အောင်ဒီမှာဘယ်သူဘာလို့တော့ဘာမှမနေမသိဘူးပေါ့နော် तो आप ही ना तो ना आए မတို့မခိုးပဲအတန်ရှင်ရှာတယ်ပြောနေလို့နော်တင်မေးလိုက်ပြီတကယ်အတန်ရှင်ရှာခြင်းလည်းဆိုကျမမတင်ခင်နှစ်ရက်အလိုဟာဖုန်းပြောက်တာအဲ့ဒီဖုန်းပြောက်တဲ့နေ့မှာပဲကျမကလည်းနေမကောင်းနေမကောင်းနောက်နေ့လည်းနေမကောင်းခလေးလည်းနေမကောင်းအဲ့တော့မအားဘူးပေါ့နော်ဗီဒီယိုတွေလည်းမရိုက်နိုင်တဲ့ခါကျတော့မတင်ဘူးနောက်နေ့မှကျမတင်လိုက်တာ တင်လိုက်တာကလည်းဘာဖြစ်လို့တင်လဲဆိုတော့ကျမတို့ကဖုန်းပြောက်တယ်ဆိုရဲတက်တည်ဖြစ်အောင်လို့တင်ရတာဒီဖုန်းသူ့မှာပါသွားတဲ့ဖုန်းကအလုတ်ဖုန်းဖြစ်တဲ့အတွက်ကို personal ဖုန်းမဟုတ်အလုတ်ဖုန်းဖြစ်တဲ့အတွက် content တွေအများကြီးပဲရှိတယ်အဲ့တော့ तू ကအရိယာနေပြီးတော့ fault တွေရှိရနေပတ်စံတောင်းတာတွေပတ်စံလိန်တာတွေဖြစ်မှာဆိုလို့ကျမတို့ကလည်းတင်ရတာပေါ့နော်အဲ့လိုမျိုး तू ခိုးရတာဆိုတွေ့လာအေးစစ်စစ်လေးပဲခိုးရတာဖြစ်ချင်တော့ပစ္စည်း အဲစီနေတဲ့အဖွဲဟိုဘက်ကြားထဲမှာပစ္စည်းတစ်ဖွဲစီနေတယ်တစ်ဖွဲကလည်းထမင်းစားနာတဲ့အချိန်ဆိုတော့ထမင်းသစားကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာဖြစ်သွားတာသူ့အတွက်လည်းလွယ်ကူသွားတာပေါ့နော်ကျမတို့ဆိုင်ရာပို့ဆောင်မှုလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်လည်းသူကလည်းတိုင်းချောင်းနိုင်မထိုးခင်လောက်ကဆိုင်မှာပစံကိုတိန်အလိန်ခံလဲရတယ်ပေါ့နော်။ဘာလို့တင်တာလဲဆိုတော့ နောက်ထပ်ဆိုင်နေဟိုထပ်ပြီးတော့လိမ်မာဆိုလို့ဒီလူရဲ့ပုံစံအောင်လည်းသိထားစေခြင်းနဲ့ပြီးတော့သူ့ရဲ့လိမ်မုံလိမ်ကြီးကိုလည်းသိထားစေခြင်းလို့ပေါ့နော်နောက်ထပ်သူလည်းကိုယ်လိုအလိမ်မခံရအောင်လို့တန်တန်ဖြစ်ပါတယ်မနေ့ကတော့ကိုကလည်းအိမ်အောင်စစောပြင်လာမိသွားတယ်အော်ခတိုင်းဆိုရင်အိမ်ရောက်လို့ဆိုရင်လည်း Science CD ပြီးကိုကလှမ်းလှမ်းပြီးကြည့်တယ်မနေ့ကကျတော့မကြည့်မိဘူးအိမ်မှာလည်းအင်းကြီးအပြာနဲ့ပစိုးမှပြီးတော့ဝင်လာတယ်လို့ အဲ့လိုအဲ့လိုသူကဝင်လာတဲ့လုံးဝကိုနဲ့တိတယ်ပေါ့ဒါကကိုနဲ့လုံးဝရင်းနေတယ်ကိုနဲ့တိတဲ့ပုံစံမျိုးဆိုင်မှာတက်ပြောတာတက်ပြောပြီးတော့ဘယ်လိုပြောလဲဆိုတော့သူကဈေးကောင်းရောက်အောင်ပေါ့စီပင်ရောက်အောင်ပေါ့နော်อืมဈေးကောင်းရောက်အောင်ဟိုမှာဗရေတပင်တီးဖို့ကျွန်မအကျွေ6ဒိန်းလောက်ရှိရပေါ့အဲ့ဒါအကျွေနဲ့ပတ်စံ6ဒိန်းနဲ့အဲ့လိုတောင်းနဲ့6ဒိန်းနဲ့လဲကျင်တာပေါ့နော်ဒီကကလေးတယောက်နဲ့ပတ်စံ6ဒိန်းထည့်ပေးလိုက်ပါပေါ့ဟိုရောက်လို့ဆိုရင်အဲစီပင်ရောက်လို့ဆိုရင်သူအကျွေ6ဒိန်း ပြန်ထည့်ပေးလိုက်မယ်ပေါ့ဒီလားအဲ့လိုပြောတာအမှန်တကယ်တော့ဟိုသူ့ပဲစေကောင်းသလားကိုရီပဲအတလားတော့မသိဘူးပေါ့နော်အမှန်အမှန်တကယ်တော့ကိုရီအယုံအယုံလွယ်လို့ဖြစ်သွားနောက်တစ်ခုကလည်းသူကစီပင်ယုံကပြောတော့စီပင်ယုံကိုမလိုက်ခဲ့ခိုင်းတာဆိုတော့လေအဲ့လိုမျိုးအယုံလွယ်သွားတာပေါ့နော်ပြောမယ်ဆိုရင်တော့အယုံလွယ်ပဲဖြစ်သွားအာဆိုင်ရခလေးနဲ့မဆန်ကိုသိန်းအောင်လဲထည့်ပေးလိုက်တယ်အမှသူကအဲ့တလုံးမှာဆိုင်ရခလေးကိုလှမ်းပြီးတော့ဖြုတ်ခိုင်းတာအဲ့အဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့သူကရုတ်တရက်အယမ်းရှိရဲ့ဒီလားအဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့ အာနဲ့ဆိုင်ရန်ကလေးကလည်းအဲ့တလုံးထုတ်သွားသူကလုံးဝနော်ကိုနဲ့လုံးဝရင်းနှီးတဲ့ပုံစံဆိုင်မှာတက်ပြောတာနော်အဲသူကဈေးကောင်းရောကဘာညာဆိုပြီးတော့အဲ့လိုမျိုးတက်ပြောအဲ့ဒါကလေးကသူကခေါ်သွားတယ်ခေါ်သွားပြီးတော့လေကိုလေးတဆိုင်ကျော်မှာကုံညောင်းဆိုင်ရှိတယ်။အဲ့ကုံညောင်းဆိုင်မှာလည်းသူကစကားဝင်ပြောလှန်လှန်ပြောတာစကားကိုအဲညီကိုရေသူ့မှာအကျွေး3သိန်း4သိန်းလောက်ရှိတယ်လာခဲ့အောင်မယ်ဘာညာဆိုပြီးတော့အဲ့လိုမျိုးအဲ့ကုံညောင်းဆိုင်ကကိုင်းနေလဲစကားလှမ်းပြောတော့ဆိုင်ကကလေးကလေအဲ तू က လောလောဝဇေယျလွေနဲ့လည်းအကလုံးတိတယ်ဘာဖြစ်နေကြတော့ရုံသွင်းတာပေါ့နော်ညဘက်ကျတော့ကိုညဆိုင်အောင်ကိုရကိုကပုံးဆက်ပြီးတော့မေးတာပေါ့ကိုကြီးကိုကြီးနဲ့အဲ့လူစကားလှမ်းပြောတယ်လို့ပြောကိုကြီးနဲ့တိလားဆိုဟိုကိုညဆိုင်အောင်ကိုကြီးကညီမလေးရဲ့အဲ့အဲ့လူနဲ့ကိုကြီးနဲ့လည်းမတိဘူးတဲ့မြင်လည်းမမြင်ဘူးတဲ့သူဘာစကားလဲလှမ်းပြောမြင်လည်းမတိဘူးတဲ့ လောကမသိဘူးလို့ပြောတာပေါ့ပြီးတော့ဆိုင်းကလေးကိုခေါ်သွားပြီးတော့ तू ကတလန်းလုံးမှာလည်းအဲ့လိုမျိုးစကားတွေတလန်းလုံးကလူရင်းနဲ့လည်း तू ကစကားတွေလှမ်းလှမ်းပြီးတော့ပြောရပါတော့အမ်ပြောရနောက်ဆုံးစီပစီပယုံနဲ့ထီလေ तू ကဝင်သွားတယ် तू စီပယုံနဲ့ထီဝင်သွားတော့ကလေးကို तू ကအဝမှာထားခဲ့တယ်တဲ့ခဏညီလေးခဏစအောင်ပေါ့ညပစံကိုတိတ်နေမင်းနဲ့ခဏစအောင်ပေါ့ငါအထဲထဲမှာအကြွေသွားယူလဲအောင်မယ်ပေါ့ပြီးပြီးရောကလေးကိုအထဲထဲဒီမခေါ်သွားပြန်မစောင့်ငိုင်းပြီးတော့ तू ကပြန်ထွက်လာတယ်တဲ့ပြန်ထွက်လာပြီးတော့ဗာပြောလဲဆိုတော့ရုံးမှာပစံမရှိဘူးပေါ့မင်းအိမ်လိုက်ခဲ့ပေါ့အိမ်မှာပစံသွားယူမယ်ပေါ့အဲ့နဲ့ဒီကကလေးကလည်း သူကလည်းတိတ်ပြီးတော့ကလေးဆိုတယ်နားမလဲဘူးပေါ့နော်အဲလူကြီးခိုင်းတာပဲလောက်ကာဆိုတော့အမှသူ့အိမ်ကိုလိုက်သွားဘယ်နာရီခေါ်သွားလဲဆိုတော့အမှငွေရတူအပေါ်မှာစာဝါရီရှိရစာဝါရီဘေးမှာတိုက်တိုက်စောက်နေတာရှိတယ်အဲအဲ့တိုက်တဲ့သူဝင်သွားတယ်ဝင်သွားတယ်ကလေးကိုကြတော့အပြစ်မှာ ရက်ဆောင်ခိုင်းတာပဲခဏဆောင်ကအိမ်ထဲမှာအကြွေထုတ်သွားယူလဲအောင်မယ်ဆိုပြီးတော့ဒီလားခလေးကလည်းဒီဘက်လှည့်ပြီးတော့စောင့်နေတာပေါ့သူ့အဝမှာစောင့်နေပြီးတော့သူကအနောက်ကနေပြန်ရောက်လာပြန်ရောက်လာပြီးတော့ကြောတစ်ချက်ပုတ်လိုက်တယ်ပုတ်လိုက်ပြီးတော့ခလေးကိုအိတ်တောင်းနေတဲ့အခုနဆိုင်ကနေဖြုတ်သူဖြုတ်လာခိုင်းနေအိတ်အိတ်တောင်းနေဟာဒီခလေးကဘာဖြစ်လဲဆိုတော့အိတ်တယ်မကဘူးသူ့ကိုအိတ်ကောပတ်ဆက်အောင်ထုတ်ပေးမိသွားတယ်တဲ့ ထုတ်ပေးမိလိုက်တယ်ပေါ့နော်ထုတ်ပေးမိသွားတယ်သူအဲ့လိုမျိုးပခုံးတစ်ချက်ရိုက်လိုက်တာထုတ်ပေးမိသွားတယ်ပြီးလဲပြီးရောပတ်စံ6ဒိန်းလဲယူသွားတယ်အဲ့လဲယူသွားတယ်အဲ့ထဲလဲဝင်သွားတယ်ပြီးရောပေးမိတာနော်မရှိတော့ဘူးသူလဲစောင့်နေရပါတော့ပြန်ထွက်လာမလားထွက်လာမလားထွက်လာမလားတတော်ကြရဲအဲ့ခလေးအိမ်နားမှာနေစောင့်နေရကန်ကောင်းတာတခုကဘာလဲဆိုတော့လေဒီပတ်စံ6သိန်းဟိုတာဒီခလေးရတတိရှိပြီးတော့မပေးဘဲနဲ့နေအဲ့ပတ်စံ6သိန်းတို့နဲ့ဒီခလေးကိုလေသူကအန်ရပြုတ်มาပဲသူတို့ကတယောက်တည်းတော့မဟုတ်ဘူးနောက်ထပ်လူတွေလည်းပါအောင်มาပဲရှိနေအောင်มาပဲ ပစံ9တန်းအောင်ဒီကလေးကမပေးဘဲနဲ့ငင်းဆန်နေလို့ဆိုရင်လေဒီပစံ9တန်းကြောင့်လည်းဒီကလေးအသက်အနည်းတခုခုဖြစ်မှာဒါမဖြစ်သွားဘူးဒါကတော့ကန်ကောင်းသွားတာပေါ့နော်ကန်ကောင်းတော့အပီးလဲပြီးရောဆိုင်အောင်ကလေးလဲပြန်ပြီးတော့ရောက်လာတယ်လန်းလျှောက်ပြီးတော့ဆိုင်အောင်ကလေးလည်းပြန်ရောက်လာတယ်။သူလည်းမရှိတော့ဘူးပစံကိုသိန်းလည်းအလိန်ခံလေးရပါတယ်။ပါသွားတယ်ပေါ့နော်လူစရာရှိတာနောက်မှထပ်ပြီးတော့လှုပ်မယ်ပေါ့နော်။အဲ့တော့ဒီလိုဒီလိုမျက်နှာကိုလည်းမှတ်ထားပေးပါပါနော်။သူရဲ့လိန်လေးကလည်းလုံးဝလူရင်းပုံစံ လိမ့်နေအမှန်တကယ်တော့ကိုယ်ရင်အယုံလွယ်သွားရတယ်ပါဗောနော်သူပဲစိတ်ကောင်းလားဘာလားတော့မပြောတဲ့လောလောဆယ်တော့ပတ်စံကိုသိမ့်တော့အလိန်ခံလိုက်ရပါတယ်ပြန yeah, now now လူတွေပါတတိထားလို့ရအောင်လို့နောက်ဆိုင်တွေကထပ်ပြီးတော့လိမ်မာဆိုလို့တင်တာပေါ့နော်အဲ့လိုမျိုးလာဟုတ်ကဲ့ပါမျိုးတို့ရေခင်းလေးရဲ့မျိုးလေးဒီလောက်ပါပဲမျိုးလေးတဲ့မှာဆိုလို့ရှင်တော့တခိုးတွေကတော်တော်တောင်းညံ့နေပေါ့နော်ဒီတခိုးတွေမကဘူးလူလိမ်တွေလည်းအရန်ပေါ်တယ် ခက်တီတီနဲ့သူတို့ကအခုဆိုလို့ရှိရင်စီးတွေနဲ့ကိုလောက်တာပေါ့နော်ဒီလိုကိုရီးယားအသားကိုထိလိုက်တာနဲ့သူတို့ရဲ့စီးမှာကိုရီးယားမျောပြီးကိုရီးမှာရှိတဲ့ပတ်စံကိုအကုန်ပသွားစေရေပေါ့နော်အခုကြည့်နေတဲ့အမျိုးတွေလည်းကြိုတင်ပြင်ဆင်ကာကွယ်လို့ရအောင်လို့ဒီဗီဒီယိုလေးကိုဗဟုသုတအနေနဲ့ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဒီတခိုးတွေကိုလည်းနေရာတိုင်းကနေပြီးတော့ကင်းဝေးစေခြင်းနဲ့ပေါ့နော်အမျိုးတွေကဘယ်လိုထင်လဲအမျိုးတွေအထမီကိုစကြက်ကိုလည်းခလီရဲ့ကောမလီမှာမှတ်ချက်ရေးပြီးဝေဖန်ကြပြုနိုင်ပါတယ်ခလီရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးတဲ့အမျိုးတွေတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါရှင့်ဒီသတင်းသစ်တွေရရှိလာအောင်မယ်ဆိုရင်ခလီဆက်လက်တင်ဆက်ပြသပါပြီးတော့ ောပါအောင်မရှင်ဒါဆိုရင်နောက်ထပ်ဘီဒီယိုမှာပြန်ဆုံကြမယ်တက်တာ